ဒါကတော့သခွားသီးတုံမှာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါကတော့ချော့ပစွန်အကောင်နည်းနည်းသေးတယ်ပေါ့နော်ဒါလေးတွေကိုအခွန်ချွတ်ပြီးတော့ကျွတ်တော်နေရငရုတ်သီးစိမ့်မှုံရယ်နဲ့စီလီနည်းနည်းလေးထည့်ပြီးတော့ပေါ့နော်ဒီပစွန်လေးတွေကိုလိုမျိုးလေးချက်ထားတယ်ပေါ့နော်ဒါကသခွားသီးတုတ်သေးကိုထည့်မှာပါချွတ်မှုံလေးနည်းနည်းထည့်တယ်ပြီးတော့ပေါ့နော်ဒီမှာစားလေးစားလေးနည်းနည်းထည့်မယ်ပေါ့ရှင်စားလေးနည်းနည်းထည့်မယ်ပေါ့ရှင် ပြီးလို့ရှင်တော့ကျမကနှဲ့မှာပေါ့နော်အော်မနှဲ့ခင်မှာကျမကမြေပဲမြေပဲဆန်ကိုမရုပ်ဆုံးမရှိတဲ့အခါကျတော့ကျမကဒီမှာတိတ်ထားတယ်ပေါ့နော်ဒီလိုမျိုးလေးတိတ်ထားတယ်ပေါ့နော်အဲ့လေမြေပဲဆန်လေးထည့်မယ်ပေါ့နော်အဲ့တော့မိမိအိမ်မှာပေါ့နော်မှုေးတဲ့ဒီပင်စိမ့်လို့ပူစင်နံလို့ရှင့်လဲထည့်လို့ရတယ်ကျမကမရှိလို့မထည့်ဘူးပေါ့နော်မရှိလို့မထည့်ဘူးပြီးတော့ဒီမှာ တမယာသီးအရန်ချင်းချင်းနဲ့မကြိုက်တာဖြစ်တဲ့အတွက်ပေါ့နော်ဒီမှာကျမကခရမ်းကျင်သီးလေးထည့်ထားပါဗျ။ခရမ်းကျင်သီးရဲ့စက်သွန်ဒီရဲ့တခွားသီးရဲ့မြေပဲရဲ့ဒီပစုံချက်ကလေးရဲ့ကိုတုတ်မှာပေါ့နော်။ကဲအခုကတော့နှေးပါပြီရှင်။လက်အိတ်ဆွလာမဆွလာတွေမပြောပါနဲ့ရှင်။ဒီဟာကတော့ကျမရဲ့ကျမယောက်ျားရဲ့စားမှဖြစ်တဲ့အတွက်ကျမဗာလက်အိတ်မှမဆွဘူးပေါ့နော်။လက်ကိုတော့ဆင်အောင်စီးထားပါတယ်။လက်ကိုတော့ဆင်အောင်စီးထားပါတယ်။ အဲ့တော့ဒီမှာငငယ်တော့အဖွားကတခွားတီးတုပ်လို့ရှိရင်တော့သူကငစင်ရိုင်းပေါက်ကလေးတွေလို့ငါအကောင်တစ်တစ်လေးတွေကိုမြူသီးဆက်ဆက်နဲ့အရင်ချက်တယ်ပြီးလို့ရှိရင်လေးလေးလေးချက်လိုက်တယ်ပေါ့နော်ချက်ပြီးလို့ရှိရင်သူကအဲထောင်းလိုက်တယ်ထောင်းပြီးတော့အဲ့ဒါကိုဒီလိုမျိုးတခွားတီးတုပ်တယ်တွေကိုထည့်တာပေါ့နော်ဒီလိုမျိုးတုပ်ပြီးတော့ထည့်တာငရုသီးစိမ်းကြိုက်တဲ့လူတွေကငရုသီးစိမ်းထည့်လို့ရတယ်ဒါပေမဲ့ကျမကအဆက်နည်းနည်းရှောင်နေရဖြစ်တဲ့အတွက်ထည့်ဦးပေါ့နော် ါကတော့မထည့်ပါဘူးရှင်ဒါကတော့ကျွန်မကိုပါတာကို Sunday မှာဘယ်မှမသွားရတဲ့အနေနဲ့ပေါ့နော်တုတ်စားတဲ့ခွာတိတုတ်ကလေးပဲဖြစ်ပါတယ်မှာပေါ့နော်အဲ့ဒီတော့ဒီမှာအခုဆိုရင်တော့စားကျင်စရာအာတခွာတိတုတ်ကလေးရပါပြီအကားတော့မိမိအိမ်မှာပေါ့နော်မိမိအဆင်ပြေသလို့ တုတ်စာရတဲ့တခွားတိတုတ်ကလေးပဲဖြစ်ပါတယ်အမှန်ဆိုတော့တခွားတိတိတ်ကအဲဟုတ်ပါဘူးတခွားတိတုတ်ကပေါ့နော်ပင်စိမ်းရွက်နဲ့အရန်ကိုမှလိုက်ပါတယ်ရှင်ပင်စိမ်းရွက်နဲ့အရန်ကိုမှလိုက်ဖက်ညီပါတယ်ပြီးလို့ရှင်ဒီအရေပေါ့နော်ဒီအရေကတခွားတိရထွက်တဲ့တခွားတိနဲ့ခရမ်းကျင်ဒီရထွက်တဲ့အရေပေါ့နော်အဲ့တော့ဒီအရေကအရန်ကိုဘာလို့ကောက်ပါလဲထမင်းနဲ့နှဲဆဆပါဆဆပါပေါ့နော်ကျမကတော့ အိမ်မှာညနေစာမစားခြင်းရဲ့အလိုမျိုးသခွန်ကြီးတုတ်ကလေးကိုသုတ်စားရပါရှင်ကုဆိုရင်တော့စားချင်စရာတခွတိတုတ်ကလေးရပါပြီ။ကြကြပါအောင်ရှင်။